အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကျေးဇူးပါတယ်ဆိုတော့စာသမားတွေကျွန်တော်ဒီကနေ့မှာတော့မန်ဆောင်နဲ့တဲ့အတင်းနေနဲ့မလဲပြတ်ကြာတာပရင်းနေညတောက်ကြနေနေနဲ့နှစ်နာရီခွဲမှဆိုရင်ကိုရီအုတ်ထရက်ပေါ်မှာ real ဆိုစီတဲ့ကို u ပါလိ16အသင်းပွဲစဉ်ဒုတိယအကြော့ကျွန်တော်ကိုရီအုတ်ထရက်ပေါ်မှာကစားဖို့ရှိနေတော့ဗျာအဲ့ဒီပွဲစဉ်အနေထားမှဆိုရင်ကျွန်တော်ဒီကနေ့မှဆိုရင်အသင်းကနေပြီးတော့ကစားသမားတွေလက်ချီကဲကျွန်တော်တို့တချို့ပြုလုပ်ခဲ့တာပေါ့ဗျာအဲ့ဒီအထင်းမှကျွန်တော်တို့ထူးထူးဆဲဆဲပေါ့ဗျာကွင်းလေကကျွန်တော်တို့မင်းသားကျော်ဖြစ်တဲ့မေဆန်မောဟာဆိုရင် အဒန်ရကနေနင်းနေတက်တက်လာပြီးတော့အတင်းနဲ့အတူတူလင်းချင်းငယ်ပူပေါ်ပောင်ဝင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဆွေးနွေးကြအောင်စာသမားတွေမေဆန်မော့ရဲ့ဒန်ရရှင်နေပြတဲ့ပြီးတော့အလုံးမေမင်္ဂလာပါအလုံးမေမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီကနေ့မှဆိုယူနိုက်တက်အသင်းကပေါ့ဗျာလာမယ့်ပွဲစဉ်အတွက်ကိုထရီနီလေးကြည့်ခဲ့တယ်ကျွန်တော်ဆင်းခဲ့တာပေါ့ဗျာဒီထဲမှာဆိုအဓိကကစားသမားတွေဖြစ်တဲ့ကွင်းလင်ကဒီဖ ेंस စ်နေရာကပေါ့ဗျာအူဂါတေးရေးပြီးလို့ချင်းကျွန်တော်မေဆန်မောင်းတို့ကဆိုရင်အတင်းနဲ့တူတူပူပေါင်းခဲ့တယ်ဆိုပြီးတော့ကျွန်တော် တွေ့ရတယ် ဒါကပြောမစွေဝဲတော့စီရတော့ကောင်းတယ်လို့ပြောလို့ရမလားမသိဘူးဘာဖြစ်ဆိုတော့မေဆင်မောက်နဲ့အတင်းနဲ့တူတူပွေးထုတ်ခွင့်မရတဲ့အချိန်တွေကတော်တော်များများကြာခဲ့ပြီးစနပက်73ပဲလောက်တော့ရှိနေပြီထင်ပါတယ်ရာသီအစားကနေပြီးတော့အင်ဂျူရီပြဿနာကြုံခဲ့တယ်ဆိုတော့အခုကမေဆင်မောက်ကတရားကနေတက်တာပြီးတော့အတင်းနဲ့တူလေးချက်ကနေဆင်းခဲ့တယ် အထူးသဖြင့်ကျွန်တော်ဥကာတယောက်ဆိုရင်လေဒီချင်းရဲ့အစီအစဉ်မှာပါဝင်ခဲ့တယ်ဆိုတော့မနေ့ပြမှာကစားမဲအဲ့ဒီကွင်းလင်နေရာမှာတော့အဲ့ဒီကစားသမား၂ယောက်ထဲကနေအဓိကအဖြစ်ကျွန်တော်ဥကာတကတော့ပါဝင်ဖို့ရနုပေးရှိနေတော့ဗျာဒီကစားသမားကအင်ဂျူရီနည်းနည်းရခဲ့ပြီးတော့အတင်းနဲ့တူတူပွေတုံးခဲ့မရတာအော်နပွေးသုံးပွေးလောက်ကျွန်တော်ကြံ့ကြာခဲ့တယ်ဒါပေမဲ့လို့အခုဆိုရင်ဥကာတကတရားနဲ့တက်တာလာပြီးတော့ဒီချင်းကနေပါရင်ဆင်းခဲ့တယ်မနေ့ပြမှာကစားမဲပွေးစီမှာကွင်းလင်နေရာတွေကိုတေချာဖို့ပါဝင်လာဖို့ရှိနေတယ် မင်းဆယ်မောဆိုရင်တော့ကျွန်တော်တို့တပွေးနှစ်ပွေးလောက်လွေးလျော်ဖို့ရှိနေတဲ့စာသမားကြီးဘာဖြစ်တော့ဒီကစားသမားအနေနဲ့ injury ပြဿနာတင်ရန်ပြဿနာကြုံရတဲ့နေရာတခုမှာအာအချင်းနေမကောင်းဘောဗျာဒါကြောင့်ဒီကစားသမားကိုရိအများကြီးမယူဘဲနဲ့ကျွန်တော်တို့ဖြည်းဖြည်းချင်းကျွန်တော်တို့နှစ်ပွေးသုံးပွေးလောက်နေမှဖြစ်သေးအသုံးပြုလောက်ဖို့ရှိနေတယ်တင်ဘက်ကလူကြီးမောင်ကျွန်တော်တို့ဒီကစားသမားအနေနဲ့တန်ရန်ကနေတက်တာပြီးတော့အတင်းနဲ့တူပြန်ပြီးတော့လစ်ချင်းကနေစင်းနိုင်ခဲ့တယ်ဆိုတော့ အင်မတန်ကောင်းတယ်လို့ကျွန်တော်ပြောလို့ရမယ်။ဒါပေမဲ့လို့ဆာသမားတို့ရဲ့ဒီကောင်တွေကကျွန်တော်တကယ့်ကိုပိုးမေးတယ်လို့မွေးနေရတဲ့ကစားသမားတွေဖြစ်တယ်။ရှက်စီမတော်ကလည်းကြံပြဿနာကြုံခဲ့ရတယ်။အရန်နေရာမှာသူအနေနဲ့ဒီမျိုးတန်ရာကနေရုံမထောက်နိုင်လို့ရှင်းနေခဲ့တာပေါ့ဗျာ။အခု United အသင်းကိုရောက်တဲ့အသင်းကိုရောက်ပြင်မယ်လို့အဲ့ဒီတန်ရာကထပ်ပြီးတော့ဖြစ်နေတာသူတို့ကဒါကတော့အစင်မဟုတ်ပါဘူး။ကို United ကစားသမားတွေကတပွေးပောင်ဝင်လိုက်၊စေပွေးနားလိုက်အဲ့ဒီစေပွေးမှာတန်ရာပြဿနာက လာနေရှိနေနေရှိဖြစ်နေတဲ့အတွက်ကျတို့အတိမှာကတော့ပေါ့ဗျာဒံယံမေတ္တာတွေဆိုရင်မောင်လူချောရေမောင်မေဆယ်မောင်ရေပေါ့ဒီကစားသမားတွေကထပ်ပြီးတော့အဲ့ဒီလေကြီးကင်းအက်ဆီဒင့်ကဖျားတကြမလို့ဒံယံပြဿနာထပ်ပြီးတော့မဖြစ်ပါစေနဲ့လို့ကျွန်တော်ဆုတောင်းရမယ်ပွေတော်ခင်ပါဝင်မယ်ဆိုရင်လေကစားသမားတွေနဲ့မကစားခိုင်းပဲတဦးချင်းကစားခိုင်းရမလို့ဖြစ်နေပြီဘာဖြစ်ဆိုတော့နင်းနေလေးထိခိုက်တာနဲ့အင်ဂျူပြဿနာဖြစ်တော့ပြီဒံယံရတော့ပြီဒါကအသေးတော့ကိုမကောင်းတဲ့အချင်းတွေကိုပေါ့ကျွန်တော်ချက်စီကနေပြီးတော့ ကိုယူနေတဲ့အသင်းကိုကွင်းလေအဲ့ဒီကွင်းလေအတွက်ကိုကျွန်တော်တို့အဓိကအပြစ်ခေါ်ခဲ့တာဒါပေမဲ့ထင်တယ်လို့ကျွန်တော်တို့ဒီကစားသမားကိုအတူပြုလို့မရဘူးဒါကအင်မတန်ဆိုးတယ်လူရှော့ကဆိုရင်ဒိုနေလကောင်းပါပဲအင်္ဂလန်နဲ့ကစားမပွေးစီတွေဆိုရင်လုံးတိုင်းပုံမဲ့လာပြီးတော့အသင်းနဲ့တူပူပေါင်းခဲ့တယ်ယူနေတဲ့အသင်းကလဲပွေးစီတွေဆိုရင်ဒံယာပြဿနာကြုံနေရတာနဲ့ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဖင်တာတွေကောင်းတာတွေနဲ့အသင်းနဲ့တူတူပွေတော့ခဲ့မရဘူးအော်စဉ်းစဉ်းပြောလို့ရှိရင်စာသမားတို့ရဲ့ ကျွန်တော်တို့ဒီလူရှောနဲ့ဘေဆယ်မောက်ကိုတိတ်ယူကြည့်လို့မရဘူးဘေတော်မြတ်ဒီကောင်တွေကတည်းကပြဿနာကြုံတွေ့ရမလဲဘေတော်မြတ်ဒါနဲ့ရှိပြီးတော့နားရမလဲဒါကိုပဲကျွန်တော်တို့စဉ်းစားနေရတာဘလို့ပြဖို့ကျွန်တော်ဒီကနေ့မှာတော့လေးချိန်ခံဆင်ခဲ့တဲ့အစီအစဉ်မှာအဓိကကစားသမားတွေကျွန်တော်တို့တွေ့ရတယ်ဒါကအင်မတန်ကျွန်တော်တို့အချင်းတွေကောင်းတယ်လို့ပြောရမှာပေါ့ဗျာမနေ့ပြန်မှာဆိုရင်ကျွန်တော်တို့ကိုရီအိုထရက်ပေါ်မှာစူစီတဲ့ကိုကစားမယ့်အနေနဲ့တခုမှဟိုအနည်းငယ်များတော့ပေါ့ဗျာကျွန်တော်တို့မှတည်းပြဿနာကြုံနေရတဲ့ဆိုပေမဲ့လို့ ပဇာသမားတွေမရှိတဲ့နေရာတခုမှာတော့ဂျုံကန်ဖို့ကတော့ရောင်လူပဲတည်ကြနေတယ်။သူတို့ရဲ့အင်ကွေးမှာကျွန်တော်တို့တည်ရတမဲကိုရယူနိုင်ခဲ့တယ်။ကိုကြီးဥထရဘုံမှာကျွန်တော်ပွေးကျွတ်သွင်းချက်မှာပြောသလိုပါပဲဝင်းစင်းနေပဲနိုင်နိုင်တူဝင်နေပဲနိုင်နိုင်အဓိကနိုင်ဖို့ဘက်ကိုလိုတယ်။ဖိလစ်ပင်ကူနေပဲနိုင်နိုင်ရလဲဘလောက်ပဲဆိုဆိုအဓိကနိုင်ဖို့လိုတယ်။ဘာဖြစ်လို့ဆိုတော့ကိုရီးယားတည်နေတယ်ပေါ့ဗျာ။ FA ကလည်းထွက်ခဲ့ရပြီ။ FA ကမထွက်ခဲ့ရဘူးဆိုရင် U ဘာလို့ကျွန်တော်ဝင်ခွင့်ရဖို့ညွန်မဲလို့ရတယ်။ ဆိုတော့ကျွန်တော်မှဥရောပလေးဝင်ခွင်းကဘလောက်မှမချီတော့ဘူးယူပါလေဘလောက်ကိုရောက်ဖို့ဆိုတာတရားမှ200ခန်းလို့တော့မရှိဘူးကိုရီတင်းရဲ့လက်ရှိတော်နေတဲ့ဖောင်ကိုရီတင်းလက်ရှိတော်နေတဲ့အနေအထားတစ်ခုရဆိုရင်ဘာကိုမှကျွန်တော်တို့တိတိကျပြောလို့မရဘူးအစိုးဘက်ကပဲကျွန်တော်တို့တော်နေတာအနုလက္ခဏာဆောင်တဲ့ဖက်ကပဲတော်နေတာပေါင်းလက္ခဏာဆောင်တာကျွန်တော်မရှိဘူးဆိုတော့ကြည့်ရမဖို့ပြမနေ့ပဲပွေးစီနေမှာကျွန်တော်တို့အဓိကအားထားရတဲ့ကစားသမားတွေဘယ်သူတွေများပါဝင်လာဖို့ရှိမလဲ ကွင်းလင်မှာတော့ဥကတင်နဲ့ကက်စမီဝါကတော့အထိုင်ကစားလာလို့ရှိနေတယ်။ကျန်တဲ့တွေကတော့အမ်အမိုရဲအနေနဲ့ဘသူတွေကိုကြောင်းလေးလို့လာမလဲ။ကျွန်တော်စိတ်ဝင်စားစားတကူကတော့အဲ့ဒီနောက်တန်းဆန်တဲ့ဘက်မှာအင်နီဟဲဘင်ကိုပွေထုတ်လာမလို့ဆိုတာပဲ။ဘာဖြစ်ဆိုတော့အဓိကကစားသမားတွေဖြစ်တဲ့လီဆက်တို့မာတီနက်တို့အင်ဂျူပြဿနာကြုံနေရတယ်။မခွင့်ရဆိုရင်လည်းဒယ်ယာပြဿနာကြုံနေရတယ်။ဆိုတော့အဲ့လိုမျိုးနောက်တန်းဆန်တဲ့ဘက်မှာတီးတီးဒယ်ယာကြုံနေရတဲ့အတွက်အင်နီဟဲဘင်ဆိုရင်ကျွန်တော်ပေါင်ဝင်ဖို့အများဆုံးဖြစ်နိုင်တယ်။ ပြီးကြတဲ့အာဆင်နယ်နဲ့ပွဲစဉ်မှာသူအရင်ကနေလူစားဝင်လာတဲ့ဘလောက်တောင်သူရဲ့ performance တွေလုပ်ပြနိုင်ကလေးနောက်တဲဆယ်လေးမှာဆိုတော့တကယ်လို့များပေါ့ဗျာအဲ့ဒီ in the heaven ကိုများပထမပိုင်းမှာပွင့်မတော့ခဲ့ဘူးဆိုရင် vitalin တွေလောပောင်ဝင်လာလို့ရှိနေတယ်စောင်းတော့ကြည့်ရမှာပေါ့ဆိုတော့စာသမားတွေဒီကနေ့ပြလို့လဲတော့မဆောင်နေတဲ့အသင်းနေနဲ့မနေ့ပြမှာကစားမင်းပွေးစီနေတာတခုမှအဓိကကစားသမားတွေဖြစ်တဲ့ဥကာတည့်ရဲ့မေဆန်မောက်တို့ဟာဆိုရင်အသင်းနဲ့တူတူ digital training ရှင်းခဲ့တဲ့ဆိုပြကျွန်တော်တို့သိရှိထားရတယ်မေဆန်မောက်အနေနဲ့ နောက်ပွေးစီနေဘယ်တော့လောက်ပါဝင်လာမလို့ညီကတို့ထင်နေပူကတေးကမနေ့ပြန်ပါဝင်လာမလားဆိုတာညီကတို့အမင်းလေးတို့ဆွေးနွေးပေးကြပါအောင်ကျွန်တော်ဒီနေ့ကပဲ7နိုင်7နိုင်လောက်မှဆိုရင်ပွေးချွတ်သွင်းတဲ့ချက်ဗီဒီယိုတင်ပေးထားတာရှိတယ်ညီကတို့မကြေအသေးဘူးဆိုရင်တော်ရောက်ကြည့်ရှုဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မဆောင်နေတဲ့ပိတ်တူရောက်ရတဲ့စိတ်ချမ်းသာကိုကျဲမှာပြီးတော့အရာရန်လုံးပြည့်စုံနေကြပါရောကျွန်တော်ကိုဝေးစောကနေစတောက်ပေးလိုက်ပါတယ်ဒီ channel လေးကိုလည်း like and subscribe လေးတွေမလို့အသေး like and subscribe လေးနဲ့ notification ကောင်းလေးကိုတီးထားပြီးတော့ ယူနိုက်တက်တတိယလေဗီဒီယိုတွေကိုမလွတ်တဲ့ကျူးကျူးအားပေးနိုင်ဖို့ဆိုရင်ညီကိုတို့ join ပေးကြဖို့လိုပါတယ်ဒီ channel ကိုအားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်